မိဘတရားစောင်းမွေးပြီးတော့ပြီဆိုတော့သူကြိုက်တဲ့နှစ်ချက်လေးဝယ်ဖို့အတွက်ဖုန်းဆိုင်ကိုထွက်လာနေရပါအဲ့ဒီအချိန်လမ်းမှာကောင်းကြီးတို့ရောက်နေတဲ့အဖွားတိရွှေတရားရုတ်တရက်လဲကျသွားတော့ရင်ကိုတို့တရားမနဲ့မိုးလေးလိုမျိုးလုံးနှလုံးပွင့်ပြီးအရာကနေနိုးလာတယ်ကမှာတော့ရှေ့စောင်းမွေးပြီးတော့ပြီကွာစောင်းမွေးပြီးပြီအဲ့လိုထောက်အောင်လိုက်တော့ ဖို့သူမိကမိဖို့ခံနေရနေ။ဟဲ့တာဖို့သူဘာရီအော်နေရလဲ။ဆောင်းဝေးပြီးရင်လည်းအမေကိုလာကူလဲ။ကုမဲပြမရဲ့ကုမဲဒလုံးနဲ့ဖိုးတူတရားအရာကနေထားလိုက်ပြီးသူ့ခန်းထဲမှာရှိတဲ့စာကြည့်စပွဲရာဆောင်းဦးတေကိုကျွတ်ကျွတ်ရီဒလုံးနဲ့ထည့်နေရော်ရီဖိုးတူမီကဟဲ့တာဘာလုပ်နေရလဲကွဟာအမေကလေဘလာဆောင်းဦးတေကိုတောင်းရောက်စမလို့ဗျ ပုံလေးတရားတော့အောင်ဘူးလို့အရင်နှစ်တရားလို့ပေးလိုက်မလို့အင်းအင်းတော်ပြီးရင်လည်းမြမြပြန်လာနော်တားအဖေတောင်းအောင်မတွေ့လို့မင်းနေအောင်အဲ့လိုပြောနေတော့ဖိုးသူအဖေပြန်ရောက်လာတယ်ဖိုးသူအမေကဟောဟိုမှာပြောရင်းဆိုရင်မင်းအဖေပြန်ရောက်လာပြီဒါဖိုးသူနိုးဗလားကွဟုတ်ကဲ့ဘေးနိုးပြီဗျဒါနဲ့တော့ညရာဒီចောင်းပြည့်ရဲ့အတွက်အစီအစဉ်ပါရှိတယ်အခုတော့မရှိသေးဘူး ဘာဖြစ်လို့လဲ။အေးမရှိသေးရင်မင်းအဖေလည်းထဲမှာလင်းလိုက်လို့ပါမယ်။ပြီးရင်ဆရာမျိုးစီမှာနွေရသည်အင်္ဂလိပ်စာကျူရှင်အပ်ပေးထားတယ်။ဟောအဲ့ဒီရွာထိပ်ကဆရာမျိုးစီဆိုရင်တော့တာမတက်ချင်ဘူးဗျ။ဟေးဘာလို့မတက်ချင်ရတာလဲ။တရကဘူတူတရားအဲ့ဒီဆရာမျိုးစီကိုသူ့အမေပြားမဲတင်ဖို့အတွက်ပြားမဲသွားဝယ်ခိုင်းလို့ရောက်လာတယ်။ဖို့သူက ခဏမပဲရှိလားမြ။အင်းရှိ။ခဏမကအဖြူလား၊အဝါလား၊ခရမ်းလား၊ဘဲရောင်လေး။အဲဟိုအဲ့တော့မသိဘူးမြ။အမေကမပြောနိုင်ဘူး။ခဏမလိုပဲပြောလိုက်တာမြ။အဲ့ဒါဆိုလေတေးချောင်းသွားမိလိုက်အောင်သွား။တော့ကြပန်းဖြတ်ပြီးမှအဝါလိုချင်တာ။အဖြူလိုချင်တာဆိုပြန်လဲလို့မရဘူးကွ။ညနေတာနေပို့ထုကိုပြောတော့ပို့ထုကလေဘာရောက်ဖြစ်ဖြစ်ရလောက်ပါလေမြ။ ဟမ်တေးချောင်တော့ပြီးပါဆိုခွဲဒီကလေးကတော့လူကြီးနေလည်းခက်ပါတယ်။ဘာလို့ကလေးတွေကအဝင်လွတ်ခိုင်းနေလဲမသိဘူး။မှားပေမိရင်လည်းကို့အပြစ်ဖြစ်အောင်မယ်။အဲ့ဒါနဲ့ဖိုတူလေးမဝေတော့ပဲပြန်လာခဲ့တော့တယ်။အဲ့တော့မှဖိုတူမိကအော်အဲ့ဒါကြောင့်တားအင်းကြီးကပန်းမရှိဘူးလို့ပြောတာ哦။အမေကပန်းကင်းထဲမှာပန်းမရှိဘူးဆိုလို့ထုတ်ဆန့်နေရ။ဟုတ်တယ်ဗျ။ ။ "तू ကတောင်းအဲ့လိုပြောတာ။ ता तू စီမပတ်တ်ချင်း။ ता ကတောင်းမှတ်ထားတာပါကွာ။ तू ကဒါမျိုးတွေမှတ်မိမှာတော့မဟုတ်ဘူး။အပြောသာဆိုတာ။စာတင်မြောက်ကောင်းနေငါသား၏။အပေလည်းစကားပြောခဲ့ပြီးပြီဆိုတော့တွားတက်လိုက်တော့နော်။တော့လေကလေးကတက်ချင်မှမသိမတက်ချင်မှမသိနဲ့။ကလေးဆန်တော့မမေးပဲနဲ့အက်ခဲ့ရလား။အော်မင်းကအဲ့လိုမှမလုပ်ရင်ဟိုလျှောက်သွားဒီလျှောက်သွားနေအချိန်ပြောနေမှာပေါ့မပြောရဲ့။ဒါနဲ့ပို့တူလေ။ သူ့အမိနဲ့အမေစကားများမှဆိုးတာနဲ့ဟိုတားတက်လိုက်ပါမေဗျဟိုရပါတယ်။တားကူတော့အဆောက်အယောင်မှုအတွက်သွားလိုက်အောင်မေနော်။ဒါနဲ့ပိုတူတယောက်ကြွကြွေးတထုံနဲ့ပုံနစ်ဆောင်တွေလက်ကကင်လို့ရှော်ဒိတ်ကိုထွက်လာခဲ့တော့တယ်။ရှော်ဒိတ်ကမကြုတ်စီကိုရှောက်မှပိုတူကအဲ့ဒီမကြုတ်ဘလာဆောက်လေးရောင်းကျင်လို့ဗျ။ဘလာဆောက်ကပါလေမင်းတို့စာရေးထားတဲ့စာအုပ်လား။ဟုတ်တယ်ဗျ။အဲ့ဒါဝဲတယ်မလား။ အေးဝဲတယ်လေမနေ့ကမှစောင်းမွေးပြီးတော့ဒီနေ့စောင်းလာရောက်နေတယ်ဆိုတော့မင်းမကြောက်ဘူးလားဟိုကျွန်တော်ကဘာလို့ကြောက်ရမှာလဲဗျဟမ်စောင်းမွေးကြောက်မှာ ው လေပြေးပြီးတော့မကြသေးဘူးဒီနေ့အဟောင်းထဲမှာလာရောက်နေတယ်ဆိုတော့ငဲကြီးတယ်မဟုတ်ဘူးလားဟာအဲ့ဒီမဲ့ကြူရလေဖော့ဖော့မကြောက်ပါဘူးဗျကျွန်တော်ဖြေထားတာကိုကျွန်တော်ယုံနေရင်ဒါနေ့အဟောင်းဝယ်တယ်မကြူလေဘလာစောင်းဟုတ်တယ်ကိုကျင်လိုက်တယ်ထောက်ငါပေးလိုက်မယ်နော်ဖို့တို့မင်းကနည်းလေးနေသေးတယ် ဟိုရရရတဲ့အနီမတူပြေးတော့ပေါ့ဗျဒါနဲ့ဘို့တူလည်းပတ်စံထောင်ငါးရုံလို့အောက်ဘူးရင်ကိုထွက်လာခဲ့တော့တယ်အောက်ဘူးရင်ကိုရောက်မှာတော့ကစားနေတဲ့အောက်ဘူးနဲ့မောင်ဘူးတို့ကိုတွေ့ပြီးဘို့တူကဟဲ့အောင်အောက်ဘူးကစားနေရလားကွာဟုတ်တယ်ဗျဘို့ဒါနဲ့ကိုယ့်ဘို့တူဘာကိစ္စလဲဗျဩဒီမာလီမင်းတို့အတွက်စာအုပ်လေးလာပေးတာနောက်နေ့ကျပုံနဲ့ဝယ်စရာမလိုအောင်လို့ဟာ ကျေးဇူးတင်ပါတယ်ဗျာကိုကြီးဖို့ထူတို့တွေနှစ်တိုင်းပေးနေရနေကျွန်တော်ညီကိုပုံနှိပ်ဆောင်ဝယ်ကြတော့မလိုဘူးဗျအေးပါငါလဲမင်းတို့ညီကိုလက်ဆက်ခံရမယ်ဆိုတဲ့အတွေ့နဲ့တနည်းပတ်လုံးရိုးသေးသေးကိုင်းလာတော့မင်းတို့လည်းနောက်လူကိုလက်ဆက်ခံလို့ရအောင်ရိုးသေးသေးကိုင်းကြလာဟုတ်ကဲ့ဗျာကိုကြီးဖို့ထူအဲ့ဒီချိန်မောင်ဘူကကိုကြီးဖို့ထူကျွန်တော်နဲ့ဆော့ပါအောင်လားဗျမဆော့ပါအောင်ကွာကိုကြီးသွားစရာရှိတယ်လို့သွားတော့မယ်နော်အဲ့နောက်တော့ ဖိုတူလည်းအံပူရဲ့ငါနေပြန်လာခဲ့တော့တယ်။တလူနဲ့ပြန်လာရင်ဘုန်းကြီးရောက်ရှိရာပြတ်မှာဆရာတော်ကိုလက်အုပ်ကြည့်ပြီးဖူးနေတဲ့တော်ဘောနဲ့ငပင်ကိုတွေ့တော့ဖိုတူလည်းဘုန်းကြီးကျောင်းထဲကိုဝင်လာလိုက်တယ်။ဟျောင်းမင်းတို့ကဆရာတော်ကိုလာဘူးလားငါ့ကိုလည်းမကောဘူးကွာ။ဖိုတူလည်းအဲ့လိုပြောပြီးတော်ဘောနဲ့ငပင်လိုဆရာတော်ရှေ့မှာစောင့်ကြောက်ထိုင်နေတော်တယ်။ဆရာတော်ကဒီကလေးတို့ ူများအသက်သက်တာသူများဖြစ်စီကိုတာဒါရီကမကောင်းတော့တင်မဗျာမှန်ပါတယ်ဗျာမှန်ပါတယ်ဒီကံလေးတော့ဆောင်းဝဲပြီးပြီဆိုတော့ဆောင်းဝဲဝဲရောဖြစ်နိုင်ကြရဲ့လားတင်မဗျာဖြစ်နိုင်ပါတယ်ဗျာမြမစာတော့နည်းနည်းအားမရဘူးဗျာအဲလိုနဲ့ဆက်ပြီးတရားဟောရကနေဖိုးထရိုးတတွေခေါင်းကိုစတိုင်းညိပြီးတင်မဗျာနဲ့ပြောနေကြရတော့တာပါဒီလိုနဲ့နေလေစွမ်းသားချိန်ရောက်တော့မှဆရာတော်က嗯。Mm. ဟုတ်ပြီဟုတ်ပြီဘုံဘုံပြောတဲ့တရားတွေကိုနားလေကြရင်နော်ဘုံဘုံစူးမုံးပေးဖို့သွားလိုက်အောင်မေဒလုံနဲ့ဆရာတော်လေးပို့သူတို့ရှိကနေထွက်သွားတော့လေအဲ့တော့မငပိန်လေးမြေကြီးပေါ်မှာပြင်နိုင်ကြလေတည်းဒါနဲ့မင်းတို့ကဘုံကြီးကြောင့်နေဘာလာလို့ကြာလေကွဒီအတိုင်းဘေးကနေဖြတ်သွားတာပါကွာအဲ့ဒါကိုဆရာတော်ကတွေ့ပြီးခေါ်တာနဲ့မတို့လေဝင်သွားလိုက်ကြလားအိမ်တော်ဘုံကြီးကြောင့်နေကနေထွက်လာခဲ့ကြတယ် တုတ်ပေါင်းကလမ်းမှာမတို့ဆောင်းမလေးပြီးပြီဆိုတော့ဘာလုပ်ကြမလဲဖယ်သွားကြမလဲမင်းတို့မှာဘာစီစဉ်ရှိငါတို့ကစီစဉ်တာမရှိသေးဘူးကွာဒါမဲ့အဖေကတော့ငါ့ကိုလေးလေးလိုက်ရမယ်တဲ့အင်္ဂလိပ်စာသင်တယ်တက်ရမယ်လေကွာဟမ်အခုမှဆောင်းမွက်ပြီးတော့စာပြန်လုံးရတော့မှလားကွာမင်းရလေအင်းလီအဲ့ဟာပြောတာအဖေကအဲ့လာခေပြီးပြီဆိုတော့တက်လိုက်တော့တယ်ကွာဒါနဲ့ငပေမင်းရောငါငါဖွားရှောင်းသွားဖို့လို့ရှိနေကွာ ။ဘာဒါမဲ့လိုပါသေးတယ်။ငါတို့ဘသူမှဘဲမှမသွားခင်တနေအောင်ဆွပြီးသွားကြရင်ရော။ဟမ်။အဲ့ဒီချင်းတရိုရှိကနေခေါင်းရွက်ပန်းကိုတင်းလို့မျက်နှာချင်းဆိုင်တိုင်းရှောက်လာနေတဲ့မိဝိုင်းမကိုတွေ့တော့တယ်။ဖို့သူကဟဲ့မိဝိုင်းနေပိုင်ရောင်းနေရလေဟ။အဖွားတိရွှေရဲ့ကောင်းကြီးတုတ်တယ်လေ။နေမကောင်းဆိုလို့ငါသူ့လောက်သားလေးတွေကောင်းလို့လိုင်ရောက်ပေးနေရဟ။နင်တို့အားပေးအောင်မလား။ဟမ်အဲ့ အဲ့ဒီအဖွားတင်ရွှေဆိုတာအရှင်ကစုံနေပါတက်တယ်မလားနင်သူ့အိမ်ကိုတွားရဲတယ်ပေါ့အဲ့ဒါအရှင်ကကောလန်ဟာလာပါဟာသူကလူစစ်စစ်ပါဟာအခုသူ့ကိုစောက်ရှောက်မဲ့သူမရှိတော့သူ့မလေးအရန်သနာဖို့ကောင်းနေဒီနေ့မနေ့ကဆိုရင်လေဒါနဲ့မိဝိုင်းကလေမနေ့ကအဖြစ်ပြက်ကိုပြန်ပြောပြတော့နေမိဝိုင်းတရားကိုစောင်းမဲပြီးသွားပြီဆိုတော့သူကြိုက်တဲ့နေကြက်လေးဝယ်ဖို့အတွက်ဖုန်းဆိုင်ကိုထွက်လာနေရပါအဲ့ဒီအချိန် လမ်းမှာကောင်းကြီးတို့ရောက်နေတဲ့အဖွားတင်ရွှေတယောက်ရုတ်တရက်လေးကြသွားလို့လေအဲ့ဒါနဲ့ဘေးနာလူတွေနဲ့မိဝိုင်းလေးအဖွားတင်ရွှေနာပြေးသွားပြီးမိဝိုင်းကအဖွားဟိုရရလားအဆင်ပြေရလားဟင်အဖွားအဖွားလမ်းလမ်းမလျှောက်နိုင်လို့ထင်ပါတယ်ငါမြင်လို့ရင်အဲ့ဒီအချိန်ဖိုးတော်ရောက်လာတယ်ဟာဖွားအဲ့ဒါဆိုကျွန်တော်ကြောက်ပါတဲ့ကျွန်တော်အင်ပြန်လိုက်ပို့ပေးမယ်ဗျဒါနေ့ငတူဖိုးတော်လေး အဖွားနေရွှေကိုကျုံးမော့တန်းနေပြီးခေါ်သွားတော့တယ်။အရင်ကဆုံးမပါညာတရင်ထွက်တော့တောင်မီးတွေကလည်းအနားမှာရှိမနေကြအောင်အဖွားတင်ရွှေတော့တနာပါတယ်။အဲ့ဒီအချိန်မိဝိုင်းမကလည်းအောက်ကိုပြုတ်ကျသွားတဲ့ကောင်းကြီးတို့လေးတွေကိုပြန်ကောက်ပြီးဗန်းမော်တင်လို့အဖွားတင်ရွှေအတွက်သုံးဆရာပြပြရအောင်ရွာလေးကိုရောင်းဖို့အတွက်ထပ်လာခဲ့တော့တာပါ။အဲ့ဒါနေတော့ပေါ့ဟာဒါဆို ဒါအောက်ကိုပြုံးကြတာကြီးကောင်းကြီးတုပ်တွေပေါ့ဟုတ်လားအောက်ကိုကြားထားပြီမဲ့တက်มาတယ်ဟာအထက်ကမုံနေအဝေးကြီးပဲနောက်ပြီးနေရဖက်ကိုစားမှလားအထက်ကကောင်းကြီးကိုစားမှလားပြောစားမှတော့အထက်ကကောင်းကြီးကိုပေါ့ဟာအဲ့လားမြအောက်ပြုံးကြတာမကြတာမင်းနေသည်အဲ့ဒီအချိန်မှာပဲဖို့သူဟာငါတိအလန့်နေကြဘာတိရလဲကွာမင်းရလဲခုနကငါတို့ကိုဆရာတော်ကကုသိုလ်ဆိုတာဟောထားတယ်လीမရှိရဲ့လူလူလာလေကုသိုလ်ဖြစ်တယ်လို့ မရှိရဘူးကိုတော်ကလည်းကုတော်ပဲတဲ့အေးလေအဲ့ဒါပါဖြစ်လေဟာမင်းကလေအဲ့တော့ငါတို့ຫນွေချောင်းပေးရမှာကုတော်ယူကြမယ်လေကွာငါတို့တပတ်တလန်တက်နိုင်တဲ့ဘက်ကပေါ့ကွာမင်းမောင်ပြောနေရလေဦးရှင်ကြီးပြောစမ်းမှာပို့ထူရဲ့အော်ငပိငပိငပိကနေငပိဖြစ်တော့မယ်ဒီကောင်ကတော့ငါပြောတာဒလို့လေကွာအခုဖွားတင်ရွှေကလူရည်ရဲ့ကုညီကိုလိုနေရလေအဲ့တော့ငါတို့ကအဖွားတင်ရွှေစီကိုသွားပြီးတော့ကုညီပေးကြမယ်အေးဟုတ်တယ် ငါတို့အဲ့လိုလုပ်ကြရအောင်အကူညီလိုနေတဲ့သူကိုကူညီပြီးတော့ရလာတဲ့ကုသိုလ်ကပီတိပဲဟာဘာနဲ့မှလဲလို့မရအောင်ဒါနဲ့သူတို့တတွေအဖွားနေရွှေစီကိုတောင်းဖို့အတွက်ဆုံးဖြတ်လိုက်တော့ရင်နောက်တစ်ရက်မှာတော့သူတို့အားလုံးအဖွားတိရွှေကိုရောက်လာကြတယ်လူနာသတင်းပေးသွားမှာဆိုတော့လက်ထဲမှာလေမုံလေးတွေကိုဆင်းနေပါဖို့တော့အဖွားတိရွှေကျွန်တော်တို့ကိုတိလားဗျဟမ်အဖွားတိရွှေကတော့ သူရဲ့မဝါနေရဲ့မျိုးလုံးနေနဲ့ပို့တူတို့ကိုကြည့်တယ်။လူလေးတို့ကဘသူတွေလဲကွ။အဖေသားရည်လားဟင်။ပို့တူကအလုံးတနာသွားကြတယ်။အဲ့ဒါနဲ့တို့ဘောကဟုတ်ပါရဲ့ဗျ။ဒါတို့ကအဖေသားတွေပါ။ဒါတို့အဖေစီကိုလာလေတာအဖေဘာစားပြီးပြီလဲဟင်။ဘာမှမစားသေးပါဘူးမီးတို့ရဲ့။ဘိုင်လဲစားတယ်ရဲ့မှုတော်ပါဘူး။ကောင်းကြီးတို့တွေကအဖေကိုယ်တိုင်ထုတ်လာလိုက်ဟင်။ဟုတ်တယ်။ဘာလို့လဲစားကြင်လို့လား။အဖေထုတ်ပြီးမယ်လေ။မဟုတ်ပါဘူးဘာရဲ့။ ဟိုဒီမှာမိဝိုင်းတို့ကဆောင်းဝဲဖြစ်ပြီးသွားလို့အဖွားစီမှာကုတူလိုက်လာပါ အဖွားမမမစားသေးမိဝိုင်းတို့ဆံမြုပ်ဝဲလာတယ်ဆံမြုပ်တောင်းလိုက်နော်ဝူးဒါဒူဒါဒူတာတို့ပါတမီးတို့ရေဒါနဲ့မိဝိုင်းလေးဆံမြုပ်ကိုပကံတကူထဲထည့်လိုက်ပြီးအဖွားတိရွှေကိုတိုက်တော်တယ်ဆံမြုပ်တိုက်နေမိဝိုင်းမကအဖွားတမီးတို့ဘာကိုခြေသက်လက်သက်ညက်ပြီးမယ်နော်ဒါနဲ့ဖိုးထုနဲ့တို့ပေါ်ကခြေသက်လက်သက်ညက်ပြီးကိုပြင်ကြတယ်မိဝိုင်းမကအဖွားရဲ့ဝိတေရှုံကိုအတွက် အပြင်ကိုထွက်သွားတော့တာပါဒလုံးနဲ့အားလုံးပြီးသွားတော့ဖူတူကအပားထည့်ရှည်ပြီးမှတိုင်ပြီးဖျားဆာတွေကိုဖက်ပြနေတော့တယ်အတိပီတော့မကောင်ဝါအရဟံတမ္မာတမုတ်တော်လူလင်းလူလင်းနဲ့မရပါလေဖူတူပါဗျာဘွားအဖွားကောင်းကြီးတို့ထုတ်ရအောင်ပါဆိုတော့အဖွားကိုကူတွဲပေးပါအောင်ကွယ်အဖွားမထုတ်ပါနဲ့ဗျတားတို့ထုံနှီးပြောဗျကျွန်တော်တို့ထုတ်ပြီးရောင်းနေရောင်းမေးအောင်မယ်လေအိမ်နောက်တော့ဖူတူဟာအော်ဒီမှာ မနေ့ကအဖွားရောင်းရတဲ့ကောင်းကျိလို့ဘူးလေးတွေဗျတားနေငယ်ကြီးမိဝိုင်းကလှည့်ပြီးတော့ရောင်းပေးထားတာဒီနေ့သားတို့ကလမ်းရောင်းပေးမယ်နော်ရောင်းလို့ပြီးရင်အဖွားကိုလမ်းပြန်ပေးမယ်နော်ဗျာသာဒုသာဒုသားတို့ကငါမီးတို့ရဲ့ဘုံကြီးလို့တက်ရှိပြီးအန်နီရဲ့ကင်ပေးရှိမှစီခွင်အဲ့ဒီအချိန်မိဝိုင်းမှရောက်လာတယ်ငါ့ဘေးငါ့ကိုဝင်လန်းတဲ့တို့လေးရှာပေးပါဦးဟာလမ်းစီကငါပဲရှာတာနေရာမတွေ့လို့ဟာအဲ့ဒါနဲ့အဖွားတင်ရှင်က ဒုက္ခများပါပြီတမီးရဲ့ဘာလို့အဖွားအဝတ်တွေမှာရှော့လိုက်ရလဲကွမပြင်းမှန်းမဘူးဘွားရဲ့ဒလုံးနဲ့ငပိန်လေးအပြင်ကိုထွက်သွားတယ်အိမ်နောက်တော့တူဘောကအဖွားတီရွှေအိမ်ထဲကိုတပြက်စီလေးပေးနေပြီဖိုးတူကတော့အဖွားတီရွှေကိုဖျားဆာရင်ရွှေပြနေတော့တာပါအိမ်နောက်တော့သူတို့တွေအင်းရှင်ရကွင်းပြစ်ကိုထွက်လာပြီးကောင်ကြီးထုတ်တီထုတ်နေကြတယ်ငပိန်ဟာငါတို့မနေ့ပြန်လဲလာပြီးတော့အဖော်လုပ်ပြရအောင်ဟာအေးဟုတ်တယ် ငါတို့ကောမလာနိုင်တော့နှစ်ယောက်တလေးစီလာကြတာပေါ့ဟာ။အေးငါတို့နေရာတီချောင်းပြည့်ရမပြီးခင်ဒီတော့အဖွားတင်ရှင်ကိုလာကူကြတာပေါ့ဟာ။ဒီလိုနေသူတို့တွေဆက်ပြီးတောင်ကြီးတော့ထုံနေကြတော့တယ်။အိမ်နောက်တော့ထုတ်လို့ရတာတွေကိုရွာထဲမှာလိုက်ပြီးတော့ရောင်းကြတော့တယ်။ခေါင်းကြီးမှာကောင်းကြီးတို့ရောက်မယ်နော်။ကောင်းကြီးတို့ပူပူနွေးနွေးနဲ့စားလို့ကောင်းမှာကောင်းဗျ။ဆွေမျိုးမေမေကောင်းကြီးတို့ပြောကောင်းကြီးတို့